ြီးရင်တရားအနေတော်ထဲပါမယ်ထို့နောက်ထန်းသီးလေးတွေကိုထဲပါမယ်ကုတ်ထည့်ပြီးရင်တော့ပုပ်ပတ်ဆိုတဲ့အထိကြိုးပေးရပါမယ်။ကြိုးပြီးရင်တော့ဘန်တစ်ခုတည်းတို့လောင်းထည့်ပြီးအေးအေးခံထားရပါမယ်။ င်ရှင်။ကိတာပြီဆိုရင်တော့အရသာရှိရဲ့ထန်းသိမ်းကြောက်ကြောက်မှုလည်းရရှိပြီးပဲဖြစ်ပါရဲ့ရှင်။